年路里向别人做 UAB。UAB with you on your journey of life。ဆောင်တိုင်းနေသားကြီးလှတ်တော်ပြည်သူ့ဝေဆင်းကော်မတီကအခြားတိုင်းနေသားကြီးနဲ့ပြည်ရန်လှတ်တော်တွေကိုတွားရောက်လေ့လာမယ်လို့သတင်းရရှိပါတယ်။အဲ့လိုတွားရောက်လေ့လာမှာကအခြားပြည်နယ်နဲ့တိုင်းတွေရဲ့လှုပ်ထုံးလုပ်နေတွေကိုသိရှိဖို့နဲ့အပြန်အလှန်မျှဝေဆွေးနွေးဖို့ဖြစ်တယ်လို့ပြည်သူ့ဝေဆင်းကော်မတီဥက္ကဋ္ဌဦးတင်လွင်ကပြောပါတယ်။ ဒါအပြင်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်ကိုရယူပြီးအခြားပြည်နယ်နဲ့တိုင်းလွှတ်တော်တွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ကိုရူကဘတ်ဂျက်ကိစ္စဖြစ်နေတဲ့အတွက်တချို့တိုင်းနယ်ပြည်နယ်မှာစိုးရွားနဲ့ဒီဟိုပါဘွတ်တော်ကြရမှာဘတ်ဂျက်ကိစ္စဘယ်လိုညှိနှိုင်းကြရလဲဆိုတာလေ။နည်းစိတ်ဝင်စားကြရကောင်းတယ်။ချို့ထပ်အဲ့လေးနဲ့သွားလိလာတယ်။အဲ့လေးလိလာပြီးတော့တကယ်မှာဖြစ်နိုင်တာရောဒီမှာမှာဝိုင်းညှိပြီးတော့သူတို့လုတ်တိုင်းလည်းမဟုတ်ဘူးပေါ့။ကိုစိုးရွားနဲ့ကိုဖြစ်နိုင်တာရောအကောင်းဆုံးကိုညှိပြီးတော့ဆောင်ရွက်ရမှာ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကတချို့ကော်မတီတွေအနေနဲ့လည်းအမျိုးသားလွှတ်တော်နဲ့ပြည်သူလွှတ်တော်တွေကိုတွားရောက်လေ့လာမှုတွေရှိပါတယ်။ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စတုထပုံမှန်အစည်းအဝေးကိုမေလလယ်ကရန်နာခေတာဖြစ်ပြီးတစ္ဆမပုံမှန်အစည်းအဝေးကိုယခုလနောက်ဆုံးပတ်လောက်မှာစတင်မယ်လို့လွှတ်တော်ကိုယ်စားလှယ်ချိုးထမ်းမှသိရပါတယ်ရှင်။